ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှာဒဏ်ရာရထားရင်ငြိမ်အောင်ထားပေးပါ စကိုင်းတိုင်းရွှေဘိုနဲ့ခင်ဦးမြို့နယ်အစမစက်တမလ17ရက်နေ့22ရက်ကစိုးစုနဲ့ဒေါ်လန်ရေးတက်တီတိုက်ပွဲဖြစ်ပွားခဲ့ပြီးစိုးစုစင်နဲ့ချီတီဆုံးကအလောင်းလက်နက်နဲ့တုံမန်းတွေဖမ်းဆီးရမိတယ်လို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ၁၆ရက်ကရွှေဘုံမြို့ကနေခင်ဦးမြို့နယ်မကြီးတုံရွာပြူစကန်ဘက်ရိခါရှာထွက်လာတဲ့စိုးစုနဲ့ပြူစောဒီပူပေါင်းအင်အား၈၀လောက်ကိုတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့သလိုစက်တင်ဘာ၂၂ရက်မှာလည်းခင်ဦးမြို့နယ်ကနေရွှေဘုံမြို့ဘက်သွာလာနေတဲ့အင်အား၉၀ခန့်မှစိုးစုကိုတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စက်တဘာ22ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာအချိန်9နာရီကျော်ကြာမြင့်ပြီးအင်အား60လောက်ပါတဲ့စစ်ကြောင်းကဒူဘုံမူကြီးအစစ်ရှိသူသုံးပွင့်ဘုံနဲ့တက်ကြက်အစစ်နေအပါဝင်စစ်ကြောင်းတဝက်နီပါတေက60မမကွန်မန်ဒိုစိန်ပြောင်းတနက်12လက်နဲ့၃မန်း2ဦးဖမ်းဆီးရမိတယ်လို့ခေဦးမြို့နယ်ပကဖကဆိုပါတယ်အဲ့ဒီစိုးစုစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးကိုတိုင်ပါဝင် တိုက်ခိုက်ခဲ့တဲ့ရွှေဘိုခရိုင် PD ရဲ့တရင် ်တရင်မှုတူကခုလိုပြောပါတယ်သူကပြန်မှုစောင့်ပြီးတော့ဘိုင်းလေးဘိုင်းလေးကျွန်တော်တို့ကတိုက်မဲ့ဟာကိုသုံးပြလိုက်တာလေပွဲပေါင်းလို့နဲ့သူတို့ကင်ဦးလက်ရှိကြားတဲ့တန်းနဲ့ဟိုဖို့ပုံးနဲ့လက်ရှိရရှင်နဲ့ပေါင်းပြီးတော့ကင်ဦးကိုတက်ချင်းတာကိုလည်းသတင်းကြားရရရိတ်ကပို့လို့သတင်းကြားအဲ့ဒါတော့ကျွန်တော်တို့ကတွန်းသိနေကျွန်တော်မရဘူးလေဒီကိမ်းမှုကတော့ကျွန်တော်တို့ဒီဘက်ကတော့ဒီကိမ်းမှုမရှိဘူးဗျဟုတ်သူ့ဘက်မှာရန်သူ့ဘက်မှာကျွန်တော်သူ့ပုံမှုတီးအသိကြီးသူ့ဘူကြီးတက်ဦးနဲ့အပါဝင်ပေါ်တော့တက်ကြ လူနဲ့နဲ့အများပြားတည်ဆုံးတာတော့သိတယ်။ဘယ်နှကိုက်တဲ့သားနဲ့ဦးတော့ကျွန်တော်အရှင်ဖမ်းမိရပေါ့။ရွှေဘိုနဲ့ခင်ဦးကြားတက်အချင်းပြောင်းလုပ်တဲ့စုပ်စုစကြောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စကားတစည်းကိုပါမိရှုဖြစ်စည်းနိုင်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲကိုရွှေဘိုခရိုင် PD ရဲ့အမှတ်နှစ်တရင်ရွှေဘိုခရိုင် PD ရဲ့အမှတ်သုံးတရင်ခင်ဦးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်နယ်1 2 3 4 5ပခပများ ခေဦးမျိုးနယ်ပါလာပါတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ခေဦးမျိုးနယ်ပါကပါကထုတ်ပြန်ထားပါတယ်။